အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့အရင်ရက်တွေကနေမကောင်းဖြစ်တာတော့ဒီရက်မှာဟိုထမင်းစားလဲဝင်အောင်ပေါ့နော်ကျွန်တော်သီးစုံလေးနဲ့ပဇွန်လေးနဲ့ချက်ပြီးတော့စားမလို့ပါအလောက်ကပြန်လာလဲမိုးချုံနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လမ်းထဲမှာရောင်းနေအသီးအရွက်တွေကိုဝယ်ခဲ့ပါတယ်။ဒါတွေကကြတော့ကျွန်တော်တို့တထုပ်တစ်ဆယ်ပေးရတယ်ပေါ့နော်။ဒီမှာအသီးအရွက်စစုံလေးလည်းဝယ်ခဲ့တယ်။ပြီးလို့ရှိရင်တော့ခဏနားပြီးတော့ကျွန်တော်ဟင်းချက်ဖို့ကိုစလုပ်ပါမယ်ခင်ဗျာ။ဝယ်လာတဲ့အသီးရွက်တွေကကျွန်တော်ခရံသီးပါမယ်ပြီးရင်ဘဲပစွန်သီးပါမယ်ဘူးသီးပါမယ် ဲလင်းမွေသည်ပါမယ်ပြီးရင်ပဲသည်ပါမယ်ပြီးရင်ဒါကတော့နနံမင်းကျွန်တော်ရေခဲတစ်တာထဲမှာကြံနေတဲ့အကြံလေးပေါ့နော်ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ခက်ကြံကြံလေးပိုင်းထားလိုက်ပါမယ်ဒီဆောင်ရင်ကကျွန်တော်တို့ဘယ်အချိန်ဆက်စားပေါ့နော်နွေရသည်ပဲဆက်စားမိုးရသည်ပဲဆက်စားဆောင်းရသည်ပဲဆက်စားအရန်ကုန်မှရသည်နဲ့လိုက်ဖက်တဲ့ကျွန်တော်တို့ဟင်းဟင်းလေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဘယ်အချိန်မှာပဲဖြစ်ဓမင်းမိန်စေတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ကျွန်တော်ကအသီးဆုံးစားခြင်းတဲ့အတွက်ကြောင့်မို့လို့အသီးကိုစောင်းအောင်ကျွန်တော်ထည့်လိုက်ပါတယ်ခင်ဗျာ ကျွန်တော်ဘလော့တွေကဆိုလို့ရှိရင်အလုပ်ပြန်လာမှလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့မှောင်နေပေါ့နော်ဒါကိုလည်းသိခံပြီးတော့ကြည့်ပေးတဲ့အတွက်ကြောင့်ကိုအားလုံးကျေးဇူးတင်ပါတယ်။ဒီနေ့မှာဘူတီလည်းပါပါတယ်။ဘူတီကချိုချိုလေးနဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ဟင်းရဲ့ရတာကိုပို့ပြီးတော့လေးနဲ့သွားစေပါတယ်။ဆိုတော့ဒါတွေအားလုံးကိုကျွန်တော်တို့ဒီအနေတော့အတုံးလေးတွေတုံးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်ဖို့အတွက်ကိုအစင်းသင်းဖြစ်ပါပြီခင်ဗျာ။အကောင်လုံးလည်းလီးပြီးပြီဆိုလို့ရှိရင်တော့ရေစေးတန့်စင်ပြီးတော့ကျွန်တော်ဟင်းချက်ဖို့အတွက်ကိုပြင်ဆင်လိုက်ပါမယ်ခင်ဗျာ။ ျွန်တော်အရင်ဗီဒီယိုတစ်ခုမှာကျွန်တော်တီးဆောင်ဟင်းလေးချက်ပြထားရတယ်ဗောနော်ဒီနေ့မှာကတော့ကျွန်တော်ပဇွန်နဲ့ချက်မှာဖြစ်ပါတယ်အရင်ဆုံးခုနကလီးထားတဲ့ဟာတွေအားလုံးကိုကျွန်တော်ချက်မဲ့အိုတွေကိုအားလုံးကိုစုပုံပြီးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ငရုတ်ကြက်သွန်ထောင်းနာတာလေးကိုပါထည့်လိုက်ပါမယ်အချိုမုတ်ဝါထည့်ပါမယ်ပြီးရင်တော့စားလေးလိုတလောက်ထည့်ပါမယ်အပေါ်ကနေစီလေးလိုတလောက်လေးကျွန်တော်တို့နည်းနည်းလေးထည့်လိုက်ပါမယ်ခင်ဗျာ ပစုံလေးကိုလည်းခေါင်းဖြတ်အမိဖြတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တခါတည်းလုံပြီးတော့ချက်ပါပါတော့ပြီးရင်တော့စဉ်စဉ်ငပ်ပြီးလေးအနေငယ်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီရေလေးလိုတလောက်ထည့်မယ်ပြီးရင်အားလုံးကိုကျွန်တော်တို့နေပြီးပြီဆိုလို့ရှိရင်တော့အဖုံဖုံပြီးတော့ရင်အိုးစုအောင်တည်ထားလိုက်ပါမယ်ခင်ဗျာ ဟင်းဟုတ်ကပြန်စုလာပြီးတော့ဟင်းနံလေးကမွေးလာပင်မဲ့ကျွန်တော်တို့ထည့်ထားတဲ့အသီးအရွက်တွေကအကောလုံးအလုံးစုံအနူးမညီသေးဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဟင်းရဲ့အပေါ်အငံလေးကိုတခြားမြည်မယ်ပြီးလို့ရှိရင်လိုတိုးပိုးရှော့လေးလောက်ပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးနူးသွားအောင်အဖုံးလေးခဏပြန်ဖုံးထားလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့အသီးအရွက်တွေအားလုံးလည်းနူးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကတော့နနံမင်းကိုထည့်ပါရယ်ပြီးလို့ရှိရင်အပေါ်ကနေမကြီးရည်လေးချစ်ချိုးချစ်ချင်းလေးနဲ့စားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မကြီးရည်လေးထည့်ပြီးတော့ကျွန်တော်တို့ဒီ င်အိုးကိုခဏပြန်ပြီးတော့ဒီအဖုံးလေးပြန်ဖုံးထားလိုက်ပါမယ်အခုဆိုလို့ရှိရင်တော့လုံးဝကိုစားကောင်းတယ်ကျွန်တော်တို့သီးစုံဟင်းပေါ့နော်သီးစုံနဲ့ပစုံနဲ့တေချာလေးချက်ထားတယ်ဟင်းလေးရပါပြီခင်ဗျာဒါကတော့အစားမစားပြရတာကြာနေပြီဖြစ်တဲ့ဝက်ကလေးဖြစ်ပါတယ်လုံးဝကိုပြည့်ပြည့်လုံးလုံးလေးပြန်ပြစ်လာပြီပေါ့နော်နောက်ဆိုရင်ပို့ပြီးတော့ပြည့်လာပါလိမ့်မယ်ဘာလို့လဲဆိုရင်ကျွန်တော်နောက်ပိုင်းဟိုဘလော့ဒီမှာဆိုလို့ရှိရင်ချက်ပြီးတော့စားပြဖို့ကိုဟိုပြန်ပြီးတော့စီစဉ်ထားတယ်ပေါ့နော်ဒါကြောင့်မလို့ဆက်ပြီးတော့လည်းအားပေးပါ တီးဆောင်ဟင်းလေးကကျွန်တော်လူတိုင်းလဲကြိုက်တယ်အချိန်မရွေးအခါမရွေးပေါ့နော်ဘလို့နေရာမျိုးမှာပဲဖြစ်ဖြစ်ဘယ်ဒေသမှာပဲဖြစ်ဖြစ်ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်တီးဆောင်ဟင်းလေးကကျွန်တော်တို့ထမင်းမိန်ပြီးတော့ green light စေတဲ့အစားအစာလေးတစ်ခုဖြစ်တယ်ဒါကြောင့်မို့လို့ဒီအချိန်မှာနေမကောင်းဖြစ်နေတဲ့လူတွေအခုမှနလန်ထခါစားလူနာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတီးဆောင်ဟင်းလေးကိုအရေးကြဲကြဲလေးချက်ပြီးတော့စားရဲဆိုလို့ရှိရင်ကျွန်တော်တို့ green light မိန်တယ်လို့အမြန်ဆုံးနလန်ပြန်ထလိုက်နိုင်မယ်အစားအစာလေးတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းအရန်ကြိုက်လို့ကျွန်တော်ပြန်ချက်စားပြပါတယ် ကောင်းလားမကောင်းလားဒီဆွဲလုံးတွေကိုပဲကြည့်တော့ဗောနော်မကြခင်မှာဝက်ကြီးဖြစ်နေဟိုပြန်လာခဲ့ပါမယ်ကျွန်တော်ဆက်စားလိုက်ပါအောင်မယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဟင်ကောင်းမကောင်းကတော့နောက်ဆုံးပကံကိုပဲကြည့်လိုက်ပါတော့ခင်ဗျာနောက်ဘလောက်မှပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ